စဉ်းစားကြည့်ပေါ့ကိုယ်ကိုတစ်ဖက်သားကရန်လုံနေပြီဆိုလို့ရှိရင်အဲ့ဒီရန်လုံနေတဲ့ပုဂ္ဂိုလ်ကိုအထူးတည်းလဲဩဒိတမေတ္တာ special ထားပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကိုမေတ္တာပွားမေတ္တာပွားပေးလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ဟာတနေ့ကျတော့ပြောင်းလဲလာဒါလက်တွေ့ဖြစ်တာကိုနိုင်ငံရာခြားတိုင်းတစ်ပါးရောက်ပြီးတော့ အလုတ်လုတ်နေတဲ့ဒကမာကြီးတယောက်ကရှောက်ဘူးတဲ့ဘုန်းကြီးတို့သူနိုင်ငံသားထွက်သွားတဲ့အခါကျတော့နိုင်ငံသားမှာအလုတ်လုတ်လုတ်ဖို့ကြိုက်ပဲအမျိုးသမီးတယောက်ကသူ့ကိုအများရန်ရန်လုတ်တယ်ဘယ်လို့မှအဆင်ပြေအောင်နေလို့မရဘူးတဲ့သူ့မြင်လို့ရှိရင်အများရန်ရန်လုတ်နေတယ်အဲ့ဒါဘာတော့မဖြစ်တော့ဘူးဘယ်လို့မှ သူ့သဘောလိုက်ပြောလို့လည်းမရဘူးဘယ်လိုမှသူ့အပေါ်မှာမကောင်းမကောင်းတော့နောက်ဆုံးမှာကဲမေတ္တာပို့ရင်ကောင်းမှာပဲလို့ဆိုပြီးတော့အဲ့ဒီအမျိုးသမီးကိုနေ့စဉ်နဲ့မြမပြတ်မကွက်အမြဲတမ်းညာတိုင်းညာတိုင်းနာနဲ့တိုင်းနဲ့တိုင်းအထူးမေတ္တာပို့လိုက်တယ်တလားလောက်နေလိုက်တဲ့အခါကျတော့အခင်ဆုံးမိတ်ဆွေဖြစ်သွားတယ်နော်ဒါမေတ္တာစွမ်းအားရဲ့ပြောင်းလဲပေးတာ ကိုကိုယ်တိုင်လည်းပဲခုခံဆွမ်းအားတွေတအားတက်လာမေတ္တာပို့လိုက်တဲ့အချိန်ကအစပြီးတော့သူ့ပေါ်မှာမုန်းတဲ့စိတ်တွေပျောက်သွားတယ်